Hello တားကြဟောင်းလရှိလကူမှာတရုတ်စာကိုစတင်လေ့လာမယ်သူလေးတွေပေါ့နော်သူတို့အတွက်အဲလုံးဝသိရမယ့်အခြေခံမိနှင်းလေးတွေပေါ့နော်အဲအဲ့ဒါလေးတွေကိုကျေလို့မှတ်ရမယ်အဲကြည်ရမယ်နော်ပထမတစ်ခုကြည့်မယ် chiffon သမင်းစားတယ် chiffon သမင်းစားတယ် hoshay ဟောဆိုတောက်တယ်ဟောရွှေရေတောက်တယ်အဲ့တော့ရေဆိုတာကရွှေဟောရွှေကျွန်တော်အတန်အတွက်လေးပါတခါတည်းရေးပေးထားတယ်နော်ကျွန်တော်သင်တတ်တတ်ပြီဆိုလို့ရှိရင်နော်ဒီမီးနင်းလေးတွေကိုဖတ်တတ်အောင်သင်ရတာပေါ့နော်နောက်တစ်ခု line လာတယ် line ဆိုတာကတော့လာတယ် treat သွားတယ် line line treat အဲ့နော် treat သွားတယ် ရှောဟန်ယီရှောဆိုတာပြောတာရှောဟန်ယီနေတယုတ်လို့ပြောပါတယုတ်စကားပြောတယ်အဲ့ဒါကိုပြောတာနော်ရှောဟန်ယီယုံရှုံကြီးဖုံးတုံးနဲ့ဖုံးတုံးနဲ့ဖုံးတုံးလို့မရဘူးဖုံးအတုံးပြူတာအဲ့တော့တုံးတာကဘာလဲယုံဖုံးဆိုတာကရှုံကြီးအဲ့တော့ဒီချင်းတစ်ခုပေါင်းထားတာနော်ယုံရှုံကြီးဖုံးတုံးနဲ့ဖုံးအတုံးပြူတယ် ငါနေ့တိုင်းဖုန်းသုံးနေနော်ဖုန်းသုံးနေရုံရှုံကြီးအဲ့ဒါဆိုရင်နောက်တစ်ခုလေးနည်းနည်းလေးဆင်တယ်ခန့်ရှုံကြီးဖုန်းကြည့်တယ်အဲ့တော့ကြည်တာကခန့်ဖြစ်သွားမယ်ခန့်ရှုံကြီးခန့်ကြည့်တယ်ခန့်ရှုံကြီးဖုန်းကြည့်တယ်အဲ့တော့သုံးတာဆိုရင်ရုံကြည်တာဆိုရင်ခန့်နောက်တစ်ခုကတော့ကျေလိုအားလုံးကြားဘူးတဲ့ဂုံကြော့ဆိုတာကအလုံးလုံးတယ်နေ့တိုင်းကအလုံးလုံးရတယ်အဲ့ဒါဆိုရင်ဂုံကြော့ ဲ့တော့အလုတ်လို့လည်းပြောလို့ရတယ်နော်ကုံစော့ရွှေကြောက်အိတ်တယ်အဲအလုတ်လုတ်တဲ့အိတ်တယ်စားတယ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာအိတ်တယ်ဆိုရင်ရွှေကြောက်အိတ်တယ်ရွှေကြောက်ရွှေအိတ်တယ်လို့မှတ်မယ်ရွှေအိတ်တယ်ဇော်ဖန်သမင်းချက်တယ်ဒါကတော့သမင်းချက်တာနော်ဇော်ဖန်ဇော်ဖန် ေထမီချက်တက်လားအဲထမီချက်တဲ့ကြော်ဖန့်ဒါလေးကတော့ကျွန်တော်နေ့စဉ်မှာလုံးဝသိရမယ်အတိဥစ္စာကိုအခုမှစတင်လေ့လာနေတဲ့လူတွေအတွက်မီနင်းလေးတွေပေါ့နော်အဲ့တော့နောက်ထပ်လည်းဒီလိုမီနင်းလေးတွေသင်သွားပေးမယ်နော်အဲ့တော့ကိုကြက်နိုင်တဲ့လောက်လေးကြက်မယ်တီးပြီးသားဆိုရင်တော့ကြော်သွားပေါ့နော်ရှေ့ရှေ့တကြ